ဝင်ငွေရက်တက်နေခြင်းနဲ့တလတာဝင်ငွေကရခင်ကထက်နေသွားခြင်းဒီချိန်မှာပဲမြင့်မာလာတဲ့ကုန်စည်နှုန်းတွေရဲ့ရိုက်ခတ်မှုအရှိန်ဟာအတော်လေးကိုအလူအလဲခံစားကြရပါတယ်တို့ပေမဲ့လေစိတ်တက်မကြပဲမိသားစုအတွက်ခွန်အားကြီးကြောင်းကြားတရမယ့်အချိန်ခါပဲဖြစ်တယ်လို့ဆရာစစောအောင်က အပိစကားပြောပါတယ်လူတူချင်းတယောက်ချင်းတိုင်းမှာကိုနောက်မှာကိုကိုမိခိုနေရတဲ့မိသားစုတွေရှိတယ်အဲ့ဒီမိသားစုတွေအတွက်ကိုဟာစံပြပုဂ္ဂိုလ်ဖြစ်ဖို့လိုတယ် အဲ့တော့ကျွန်တော်တို့ခွန်အားရှိချောင်းကိုပြသပါကျွန်တော်တို့ခွန်အားရှိချောင်းကိုပြသနိုင်မှကျွန်တော်တို့ရဲ့မိသားစုတွေဟာဟိုကောင်းစွာရည်တည်နိုင်မှဖြစ်တယ်ဗောနောကိုယ့်ကိုကျွန်တော်တို့မြင်ပြီးတော့သူတို့တွေအင်အားတွေဖြစ်လာမှဖြစ်တယ်ကျွန်တော်ငွေချင်းနဲ့ပတ်သက်ပြီးတော့လက်ကင်ထားတဲ့ဆောင်းမုတ်ကလေးရှိတယ်ငငယ်ရတာကျွန်တော်ရဲ့အဖိုးစီကကြားရတဲ့ဆောင်းမုတ်ကလေးပေါ့အဲ့ဒါလေးကဘာလဲဆိုတော့အဲ့ဆောင်းမုတ်ကလေးက တကြက်တပြားတန်ဖိုးမထား190ဖြစ်ဖို့မလွယ်တဲ့တကြက်တပြားတန်ဖိုးမထား190ဖြစ်ဖို့မလွယ်ဘူးအဲ့တကြက်တပြားကျွန်တော်တို့ကဟိုကိုယ်မှာပတ်စံတသိန်းရှိတယ်ဆိုရင်ငွေတကြက်ရော့သွားတယ်ဆိုရင်ကျွန်တော်တို့မှာ9000 9000 990နဲ့9ကြက်ပဲရှိတော့မှာပေါ့အဲ့တော့ကျွန်တော်တို့မှာတသိန်းဆိုတာဖြစ်မလာတော့အဲ့တော့ငွေတကြက်ကစပြီးကျွန်တော်တန်မိုးရှိရလို့သကပုံလေးကဆိုလို့လားအဲ့တော့ကျွန်တော်တို့လက်ရှိမှာကျွန်တော်တို့ကဘယ်လောက်ပဲမြန်မာမြန်မာမြန်မာရဲ့ငွေကြေးတွေဖောင်းဖွာနေပါစေ ကျွန်တော်တို့လက်ထဲမှာနွမ်းပါတဲ့သူတယောက်ကလက်ထဲမှာရှိနေတဲ့ငွေကြီးကတထောင်ကစပြီးတန်ဖိုးရှိပါတယ်